မင်္ဂလာပါခင်ဗျာညမူးတွေတားရွာတယ်လွန်ခဲ့တဲ့ရက်ပိုင်းကလည်းနေတွေတားပူတယ်အသက်တည်ဆုံးမှုတွေတောင်းမှဖြစ်ခဲ့တယ်ဟစ်စတိုကြောင့်ပေါ့လေဆိုတော့ကျမ်းမာရေးကိစ္စကြပါခောက်ကွင်းနေသွားတဲ့အခါမှာနေရန်ပူတဲ့အချိန်မှာညီမများတောက်ကြပါရက်သေးစားတောက်စားတာလိုမျိုးကော်ဖီပြင်းနေတောက်တာလိုမျိုးရှောင်ကြပါ လက်ရှိကဆိုရင်ဇာတ်မှရေးအခြေအနေတွေရာသီဥတုကဖြစ်နေပါတယ်။မင်းညာမိုးရေရွာတော့ကျွန်တော်ကောက်တန်လေးတွေရေဆူသွားတယ်နည်းနည်းအဲ့ဒါနဲ့ကောက်တန်လေးတွေဒီမနေ့တန်ရှင်းလှုပ်ရင်းနဲ့ကောက်ဤတန်ရှင်းလှုပ်ရင်းနဲ့ကောက်ဂရုတစ်ခုအကြောင်းတင်ပြဖို့တတိယလာတာ ਨੇ ဒီဗီဒီယိုလေးရိုက်ဖြစ်တာပါကောက်တန်14ချောင်းပဲတည်ရမယ်ရူးတစ်ခုရှိပါတယ်ကျွန်တော်တို့ကောက်ဤထဲမှာ ခေါက်တန်၁၄ချောင်းထက်ပိုပြီးတည်လို့မရပါဘူးခေါက်တန်နဲတာကခေါက်ထုတ်၁၄ချောင်းထက်နဲတာကပြဿနာမရှိပါဘူးအဲ့ဒီဒုတ်၁၄ချောင်းဆိုတဲ့နေရာမှာ iron တစ်ဆက်လုံးဖြစ်လဲဘာမှမဖြစ်ဘူးဝိုးကြီးပဲတစ်ဆက်လုံးဖြစ်လဲဘာမှမဖြစ်ဘူးအဲပတ်တာမပါလို့လည်းပြဿနာမရှိဘူး driver မပါလို့လည်းပြဿနာမရှိဘူးကန်တက်ချက်ကတစ်ခုတည်းပါ14ချောင်းထက်မပူရ14ချောင်းထက်ရောလို့ရပါတယ်ခင်ဗျာ14ချောင်းဆိုတဲ့နေရာမှာ သတ်မှတ်စီကဲနဲ့ကိုက်ညီတဲ့ကောက်တို့ဖြစ်ရပါမယ်။ဒီပုံပေါ်မှာဟိုတုံးနဲ့မရရဘူးဒီတုံးနဲ့မရရဘူးလို့လဲစီမံကတ်တက်ခွင့်မပေးထားပါဘူးမိမိဒီ16ချောင်းတည်းကကြိုက်တဲ့တုံးနဲ့ရိုက်ခွင့်ရှိပါတယ်ရင်းပေါ်မှာလည်းအလားတူပါပဲခင်ဗျာဒရိုင်ဘာနဲ့ပတ်လို့လည်းရတယ်လို့ hybrid နဲ့ပတ်လို့လည်းရပါတယ် ion 7နဲ့ပတ်လို့လည်းရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတစ်ဖက်က etiquette အရာအကွင့်ကိုစောင့်ရှောက်ရမယ်ဆိုတဲ့တာဝန်ရှိတယ်အဲ့တော့ကိုကြောင့်အပြည့်အစုံမဖြစ်အောင် ဖြစ်သွားရင်လည်းတာဝန်ယူပြီးပြင်ဆင်ပေးဖို့ကျင့်ဖို့လေးတော့ရှိပါတယ်ဒါပေမဲ့ကော်ဖာတယောက်ဟာဒုစလေးချောင်းထက်ပိုမယူရဘူးဆိုရင်သူ့အတွက်လုံလောက်ပြီဘယ်နေရာမှာဘယ်ချင်းမှာဘယ်ချင်းဘယ်တုံးနဲ့ရိုက်ရမယ်ဆိုတာတတ်မှတ်ချက်မရှိဘူးပြောချင်တာတခု Okay ဒုစလေးချောင်းထက်ပိုယူလာရင်ဘာဖြစ်မလဲနေကိုလီမိစရာရှိပါတယ်ဒုစလေးချောင်းထက်ပိုယူလာရင်မတိပဲနဲ့ရိုက်တယ်ပေါ့ခင်ဗျာ တစ်ချင်းနှစ်ချင်းသုံးချင်းသုံးချင်းမြောက်မှကျွန်တော်တို့ကဒုတ်စလေးချောင်းတက်ပို့ယူလာတာသိတယ်ဆိုရင်ကျွန်တော်တို့က room မှာနှစ်မျိုးသတ်မှတ်တာဟုတ် stop place ဆိုရင်တစ်မျိုး match place ဆိုရင်တစ်မျိုး stop place ဆိုရင်ပြစ်ဒဏ်4ချက်တစ်ချင်းမှာနှစ်ချက်နဲ့4ချက်သုံးချင်းဆိုရင်လည်း4ချက်ပဲ4ချက်ထက်မပိုတော့ပြစ်ဒဏ်ကြခံရပါမယ်ပြင်းပိုနေတဲ့ဒုတ်ကိုချက်ချင်းဖယ်ထုတ် နားမဝင်ခေါင်းအိတ်ထဲမှာပြောင်းပြန်ဆိုင်ထားအားလုံးကြီးညာကျွန်တော်တို့တချောင်းကိုလာတယ်ပြည့်တယ်လေးချက်ကြာခံပြီးပြီဒီတော့ကိုကျွန်တော်မသုံးတော့ပါဘူးခင်ဗျာဆိုပြီးတော့အားလုံးကြီးညာပြီးခေါင်းအိတ်ထဲမှာပြောင်းပြန်ထည့်ထားပြီးမသုံးရင်ပြဿနာရှင်းပါပြီဆက်ပြီး15ချောင်းပုံမှန်တည်တယ်ပြည့်တယ်လဲမကြာခံဘူးဒါမှမဟုတ်ကြာခံတယ်အကိစ္စမရှိဘူးနောက်ကျင်းမှာဆက်သုံးတယ်ဆိုရင်တော့ဒီကျူပြည့်တယ်ထိပါတယ်ခင်ဗျာโอเค mess play ကျင်းပြပြိုင်ပွဲဆိုရင်ရော ျွန်တော်တို့ကသုံးချင်းရိုက်ပြီးပြီကျွန်တော်သုံးချင်းစက်တိုင်းနိုင်ထားတယ်အဲ့ဒီချိန်ကျမှဒုတ်15ချောင်းပုံမှန်တိတယ်ဆိုရင်နှစ်ချင်းအရှုံးပြစ်ဒဏ်ကြခံရပါမယ်။သုံးချင်းနိုင်ထားတဲ့ဟာကိုနှစ်ချင်းပဲပြစ်ဒဏ်ကြခံရပါတော့မယ်။တစ်ချင်းနိုင်ပဲဖြစ်သွားပါတော့မယ်။နှစ်ချင်းရှုံးတစ်ချင်းနိုင်။သုံးချင်းနိုင်ထားတော့သူကနှစ်ချင်းတက်ပုံပြီးပြစ်ဒဏ်ကြခံစရာမလိုပါဘူး။သို့တော့ခုနကပြောသလိုပဲနောက်ချင်းကစပြီးတော့ ိုနေတဲ့ဒုတ်တစ်ချောင်းမိမိမသုံးညင်တဲ့ဒုတ်တစ်ချောင်းအပြင်ကိုဖယ်ထုတ်ရပါမယ်။ဒါမှမဟုတ်ရင်ကောင်းအိတ်ထဲမှာပြောင်းပြန်စိုက်ပြီးထည့်ထားရပါမယ်။မသုံးတော့ကြောင် declare လုပ်ရပါမယ်ခင်ဗျာ။ declare မလုပ်ရင်ဆက်သုံးရင်ဒီကျူပြစ်ဒဏ်ထိပါမယ်။ဒါဆိုရင်တော့ဒုတ်စလေးချောင်းစီမင်းနဲ့ပတ်သက်ပြီးရှင်းပြထင်ပါတယ်။မရှင်းသေးရင်အောက်က comment မှာမေးခဲ့ပါကျွန်တော်ဖြေပေးပါမယ်။ ာတိဝတုကပူလိုက်အေးလိုက်နဲ့ဂျမ်ယာတိဝတုအရန်ဆိုးပါတယ်ဂျမ်မရေးဂိဆိုက်ကြပါခင်ဗျာကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာဆုံကြမယ်နော်ဘိုင်ဘိုင်